ရိုက်ခံရတဲ့အဖွားကိုပတ်စံလူလို့နဲ့နော်ပတ်စံလူလို့ဆိုတော့ကျွန်တော်တို့ကဒီမှာ live ကျွန်တော်တို့က live လွင်နေလို့ဒီ live လွင်နေရင်လည်းကျွန်တော်ရဲ့ fan တွေက live ထဲမှာလာပြီးတော့သွားပြီးပါအဖွားဖူးနေပြီလားရောင်းနေပြီလားသွားစုံစမ်းပြီးပါစေဖို့လေးပြူခြင်းလို့ပါအဖွားအတွက်လူခြင်းလို့ပါအဲအဲ့လိုပြောတော့ကျွန်တော်တို့ကသွားစုံစမ်းတယ်ဗျာသွားစုံစမ်းတော့ဟိုရောက်တော့ဟဲ့ပကံလေး73ချက်ဟဲ့ဘာနာသွားလို့လဲအန်တီရိုက်ခံတာတနာပါတယ်တကောအားပြီးလောက်တာမဟုတ်ဘူးလေအန်တီကကလေးနဲ့ဆိုတော့အန်တီကိုတနာသွားတာ မရှိလို့ပါပြောမှာပဲခိုးစားမှာပေါ့မဟုတ်လားအခိုးခံရတဲ့သူကရဲစခန်းရောက်ပြီးတော့ပစ္စည်းခိုးယူတဲ့သူကအိမ်မှာအလူငွေလက်ခံနေတာကြီးကလွဲမားတဲ့လမ်းကိုဥတီနေတယ်အခိုးခံရတဲ့လူအားတဲ့အချုပ်ထဲမှာတဲ့ဟိုခိုးတဲ့တခိုးအားတဲ့အိမ်မှာနေပြီးတော့အလူငွေတွေထိုင်ပြီးလက်ခံနေတယ်တဲ့ဟိုမြန်မာနိုင်ငံကြီးကတရားကြတယ်ပေါ့အဲခတ်တော့ခတ်နေပြီစောက်ယူးတွေတမျိုး အခိုးခံရတဲ့သူကရဲစခန်းရောက်ပြီးတော့ပစ္စည်းခိုးယူတဲ့သူကအိမ်မှာအလူငွေလက်ခံနေတာကြီးကလွဲမတဲ့လမ်းကိုဦးတည်နေတယ်။ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူတွေအများကြီးရဲ့စိတ်ထဲမှာငါတို့လည်းခိုးစားလို့ရတယ်ဆိုတော့မသင့်တော်တဲ့ထင်မြင်မှုတွေအကုန်လုံးခေါင်းထဲမှာဝင်လာပြီ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တနာကျင်တာတဲ့စိတ်ကိုနေရာမချတယ်လို့ပဲ။နာမည်လိုချင်တဲ့တချို့ online ပေါ်မှာလူတိများတဲ့လူတွေကအလှူပန်းပြပြီးတော့မျက်နှာရရတယ်ဆိုတာကောင်းကောင်းကြီးနားလည်ထားတယ်။ ဘယ်မဲ့ကိုလှူတဲ့အလူဟာကိုလှူတဲ့သူရောတခြားလူတွေရဲ့စိတ်ဓာတ်တွေဘို့ပါပြက်ပြားစီတယ်ပျက်စီးစီတယ်ဆိုလို့ရှင်အဲ့ဒါအလူမဟုတ်ဘူးအဲ့ဒါကပျက်စီးခြင်းကို fame တစ်ခုအထက်ဖန်တီးခြင်းပဲလှူလိုက်တာတယောက်တည်းဆိုပေမဲ့နောက်မှာပျက်စီးသွားတဲ့စိတ်ဓာတ်တွေက million မကတန်တယ်ဒါကြောင့်လှူတိုင်းကောင်းတယ်မထင်ပါနဲ့မြမလူမျိုးတွေရဲ့စိတ်ထဲမှာအတွေ့အထိမှာအလူဆိုလို့ရှင်ဘယ်အလူမျိုးကိုမဆိုမြတ်တယ်လို့ယုံကြည်ထားကြတယ်နော်အဲ့ဒါကအရန်လွဲမှားတဲ့အထွေပါ ဒါပေမဲ့အခြေအနေတွေကိုတခြားလ ీల သုံးသက်ပြီးတော့လှူတဲ့အလှူတိုင်းကတော့မြက်ပါတယ်ဆိုတော့ဒီကိစ္စမှာစိုင်ရှင်ကလေဒီအမျိုးသမီးနဲ့ကလေးကိုကိုကြီးလက်ရောက်ကျူးလွန်တဲ့အတွက်တရားဥပဒေအရသူပြစ်ဒဏ်ခံရမယ်ဆိုတော့ဒီခိုးယူတဲ့အမျိုးသမီးကလည်းသူများပစ္စည်းခိုးယူမှုရဲ့ပြီးလို့ရှိရင်တေးကြတယ်သူခိုးယူတဲ့အခါမှာလူမီးလို့ရှိရင်အတုံးချဖို့အတွက်ဒီကလေးကိုကာပါလို့ဖို့ကလေးပန်းပြဖို့အတွက်သူကဒီကလေးကိုခေါ်လာတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်သူကလည်း ခိုးယူတဲ့အမျိုးသမီးကလည်းဒီကလေးကိုညှော်ကင်းပန်းတော့ကိတ်ဆက်တဲ့အမှုမှာပါတယ်သူ့ကိုလည်းတရားဥပဒေအရရင်ဆိုင်ခိုင်းပြီးတော့ပြစ်ဒဏ်ပေးရမယ်ဆိုတော့ခိုးခံရတဲ့သူကရဲစခန်းရောက်ပြီးတော့ခိုးတဲ့သူကအိမ်မှာအလူငွေလက်ခံနေတာကြီးကလုံးဝအဆင်ပြေမနေဘူးเนาะဒီအခြေအနေတွေကိုဖန်တီးပေးတဲ့လူတွေမှလည်းတာဝန်ရှိတယ်ဆိုတော့စကားမဆက်ကောသလမင်းအိမ်မှာ16ချက်ဆိုတာကြားဘူးလားအဲ့ဒီကောသလမေအိမ်မ16ချက်ထဲမှာဘယ်အချက်နဲ့ဒီတကိုးဆိုင်ရှင်ကိစ္စကညှိနေလဲဆိုတာ ကွန်မန့်ထဲမှာရေးသွားပေးပါဦးအားလုံးချစ်တယ်ဘာဘာအခိုးခံရတဲ့လူအားတဲ့အချုပ်ထဲမှာတဲ့ဟိုခိုးတဲ့တခိုးအားတဲ့အိမ်မှာနေပြီးတော့အလှငွေတွေထိုင်ပြီးလက်ခံနေတယ်တဲ့ဟိုမြန်မာနိုင်ငံကြီးကတရားကြတယ်ပေါ့အဲခတ်တော့ခတ်နေပြီးစောက်ယူးတွေတမျိုးစောက်ယူးတွေတမျိုးနော်ဆိုင်ရှင်မိမလည်းအထဲမှာပဲ ခိုးတဲ့အဖွားကြီးလည်းအထဲမှာပဲဘူမသိကိုမသိနဲ့သူများရှောင်းတိုင်းရှောက်ရှောင်းပြီးတော့ဟိုဟိုတစ်တော်လေးမှာလိုက်ကလေးပါလေးရလို့ရညာဆိုပြီးတော့အားတဲ့ကိုအခိုးခံရတဲ့လူကအချုပ်ထဲမှာတဲ့ခိုးတဲ့တခိုးရတဲ့အိမ်မှာမိမိထိုင်အလူငွေလက်ခံနေတဲ့နိုင်ငံမှာနေရတယ်ဒီပါရင်နဲ့စောက်ယူးတွေစောက်ကွက်လာပြောင်းခမရတို့ကတိုက်ပြီးတော့သူများမုန်းခံနေနေနော်ခိုးတဲ့သူကလည်းမှုဖွင့်ရမှာမဟုတ်ဘူး ဟုတ်လားရိုက်တဲ့လူကလည်းတကောမှုခွင့်ရဲမှာမဟုတ်ဘူးအချိန်တိုင်းသူတို့ကသူတို့တယောက်နဲ့တယောက်တောင်းပန်ပြီးကျင်းတတ်ပြီးလက်စွဲနှုတ်ဆက်သွားလိမ့်မယ်ခမားတို့ကဖင်ရပြီးခမားတို့ကတက်တက်လိုက်မုန်းခံပြီးတော့တောင်ပြောမြောက်ပြောတွေရှောက်ပြောနေဒုက္ခပဲလူချင်းလူခင်ပေါ့အောင်နေသက်မှာသူများမုန်းခံစားမှာနဲ့တော့ဗာလဲခိုးတဲ့လူကအဲအိမ်မှာမိမိထိုင်အလူခံနေတယ်တဲ့ဟိုကဟိုကသူကသူတော်မှဟိုမှာခြေထဲမှာဟမ် ရိုက်တဲ့လူကလည်းဂျေးတဲ့မှာဒီမှာနှစ်ယောက်လုံးအဖော်ရနေတဲ့ဟာကိုဘာတွေစောက်ယူသူများရှောင်းနေရှောက်ရှောင်းနေစောက်ပေါ်နေအဲပကလေး73ချက်ဟဲ့ဘာနာသွားလို့လဲအန်တီရိုက်ခံတာတနာပါရယ်တကိုအားဖေးလောက်တာမဟုတ်ဘူးလေအန်တီရကလေးနဲ့ဆိုတော့အန်တီကိုတနာသွားတာ မရှိလို့ပါပြောမှာပဲခိုးစားမှာပေါ့မဟုတ်ဟဲ့ဆိုင်ရှင်မမကိုညီစင်းစားကြည့်ဒီတကိုမရတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်เนาะကဲဒီတကိုမရညီဆိုင်လာပြီးတော့ခိုးတယ်ဆိုလို့ညီလည်းအဲ့လိုမျိုးပဲစိတ်စိတ်တုံမိပါပဲလုံမိပါပဲမဟုတ်ဘူးလား ငါကဆိုင်ရှင်လို့ရှင်တော့ငါလည်းအဲ့လိုလုံးမိပါပဲအမှန်တော့လေဒီကိစ္စကလေသူ့အမားလေကို့အမားဖြစ်သွားတာပေါ့သိရမလားအမှန်ဆိုလို့ရှင်ကွာဆိုင်ရှင်ကနေပြီးတော့ဒီလိုမျိုးဖမ်းမိတဲ့အချိန်မှာဒီသခုံးမကြီးကိုရဲလက်အပ်ပြီးလို့ရှင်သူရိုင်းနေတဲ့ဥစ္စာတွေလိုင်းမမတင်ဘူးဆိုလို့ဒီလိုမျိုးဖြစ်လာစရာအကြောင်းမရှိဘူးလေအခုကျတော့သူ့အမားလေကို့အမားဖြစ်ပြီးတော့အခုလိုမျိုးလူပြောစရာတွေဖြစ်သွားတာပေါ့အဓိကအကြောင်းရင်းကအဲ့လာပါပဲအိစရိယာနေပြီးတော့ကျမတို့အကောင်းဆုံးဖြစ်အောင်စူးစမ်းနေထိုင်ကြရမှာပေါ့နော် ဲ့လိုဘွားတော့ကလေးလာမြူသေးဘူးလားပဲရှင်းလာယူမှာတော့ကလေးကိုဒီမှာဘာမီတွန်တိုက်ထားစာလှပြီကလေးရဲ့အိတ်နေပြီနော်အင်းလာယူတော့မြန်မြန်လာယူတော့ဘယ်ချိန်လာယူမှာတော့ဘာမီတွန်တလုံးအပူပေးလိုက်မယ်လေပြီးလို့ရှင်လမ်းလမ်းလမ်းရောက်လာလို့ရှင်ကလေးကိုတိုက်နော်တိုက်လို့ရှင်ဟာဟွာဖြစ်အောင်ဒါကြကယူဆိုင်အောင်အဲတခါလေးပြပြမယ်နော်ဘွားတော်ရှင်ပြန်လာလို့ရှိရင်ပါလာတဲ့ပစ္စည်းမှန်သမျှ၃ပုံတစ်ပုံနော်ပြောပြီးသား၃ပုံတစ်ပုံအင်းပြီးတော့မြင်မြင်လာယူမြင်မြင်လာယူလာဒီမှာအမ်အမ်အမ်ပြပြပြ ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော် anti ကိုအရန်တနာလုံးလို့ပတ်စံလာလူတာပါကေဗီဒီ anti ဒါကျွန်တော်အမိသာဆိုလို့ရှိရင်အဲကျွန်တော်အဲ့လိုမျိုးစိတ်နေကျွန်တော် anti ကိုတကယ်ကျွန်တော်တနာတဲ့စိတ်ဝင်လာပေါ့နော်ဒီရောကျွန်တော်ပတ်စံလာလူတာပါနော်နဲတယ်များလို့တော့မအောင်မေးပါနဲ့နော် anti နော်ဟုတ်ကဲ့အန်တီအားမငင်နဲ့အားမငင်ဘာဖြစ်လဲနော်မရှိလို့ခိုးကြတာပဲဟုတ်တယ်မလားနော်အားမငင်နဲ့သူတို့ပြိတက်ကြည့်ရင်နော် ီ ND ကိုလိုချင်တယ်ဆိုလို့ရှိရင် account bio မှာကျွန်တော်ကျွန်တော်ရဲ့ KB number တင်ထားပါတယ်เนาะပြီးလို့ရှိရင်အထဲကိုလွှဲပြီးတော့လှူလို့ရပါတယ်ကျွန်တော်ပြန်လှူပေးပါမယ်เนาะကျွန်တော်တရားတစ်ချက်မှာကျွန်တော်မသုံးအောင်ဒီလားเนาะ ND ကိုဆင်ပြေကြားတယ်ဒီစင်ကောင်းပြာเนาะ ND ဘာမှဖြစ်နေเนาะဘာမှဖြစ်နေเนาะအားတင်ထား fighting fighting เนาะရိုက်ခံရတဲ့အဖွားကိုပတ်စံလူလို့နဲ့နော်ပတ်စံလူလို့ဆိုတော့ ကျွန်တော်တို့ကဒီမှာ live ကျွန်တော်တို့က live လွှင့်နေလို့ပြီ live လွှင့်နေရင်ねကျွန်တော်ရဲ့ fan တွေက live ထဲမှာလာပြီးတော့သွားပြီးပါအပွားဖူးနေပြီလားရောင်းနေပြီလားသွားစုံစမ်းပြီးပါစေဖို့လေးတူချင်လို့ပါအပွားအတွက်လူချင်လို့ပါအဲအဲ့လိုပြောတော့ကျွန်တော်တို့ကသွားစုံစမ်းတယ်ဗျာသွားစုံစမ်းတော့ဟိုရောက်တော့အပွားကိုကကိုကကိုကကိုတတ်သိတာဗောနော်အဲအကွားကိုတတ်သိတဲ့ခါကျတော့အဲအဲမင်းမြင်လို့လားလို့ပြောဦးမယ်အဲ့တရားလုံးသွားမေးကြည့်ဗောနော်တရားလုံးသွားမေးကြည့်တရားလေးတရားလုံးမေးကြည့်လိုက်နော်အဲသူတို့ပြောတာအကွာအခုချိန်ဒီမိုက်ကသေးဘူးနဲ့ကျောင်းတော်တောင်းနဲ့ကျမတို့ခဲထားရတာနဲ့ကျောင်းတော်တော်ကတော့တော့ဖြစ်နေပြီတဲ့ အဲတောင်းတောင်းသူရမအိအိပြတ်တော့ဗောဗျာအိလည်းမအိကဟိုသူကလာမေးဟိုသူကလာပြောဒီလူကလာပြောဟိုလူကလာစစ်ဒီလူကလာစစ်ဆိုတော့ဟိုကမအိကအောင်မအိကတဲ့ခါကျတော့ဘယ်လိုပြောလဲဆိုတော့တောင်းတောင်းဖြစ်နေတော့အော်ကျော်တကူစားပြီးတော့တကူစားပြီးတော့အိလိုက်ဗောတကူလေစားတော့အိလိုက်အဲကျွန်တော်ကအလူငွေလေးကသူတို့ကစေးဘွားကလူသားတာရှိတယ်လေအဲ့ဒါလေးတွေပေးပြီးတော့အော်အိလိုက်စားလိုက်ဆိုနေပြီးတော့ကိုကိုမတက်တရားလို့ဗောနော်လောစင်ကျွန်တော်တို့ကပေးခဲ့တာအကုန်ပေးခဲ့တာမဟုတ်ဘူး ီးတော့မှကျွန်တော်တို့ကအခြေအနေကြည့်ပြီးတော့အပြစ်ဒဏ်ကနေပြီးတော့လွတ်လာလို့ဆိုရင်သူ့လာခေါ်ွားတယ်လေအညာတွင်းချင်းပဲလာခေါ်ွားတယ်ကျွန်တော်တို့စောင့်နေတာနော်ဟိုဟိုလိုင်းပေါ်မှာကတစ်ဖက်ပဲဖမ်းတယ်တစ်ဖက်ပဲဖမ်းတယ်လို့ပြောတာဘသူတွေပြောတာလဲမသိအညာတွင်းချင်းနေနော်လာခေါ်ွားတာနော်အဲ့ဒီဟာဒီဟာလုံးလည်းတတ်သိရှိတယ်ကျွန်တော်တို့လည်းရှိတယ်လာခေါ်ွားတာကျွန်တော်တို့တော့မှအခုချိန်ဒီအပေါ်မမြင်ရတော့ဘူးနော်အခုပြန်ရောက်နေပြီလားမရောက်ဘူးလားမသိဘူးညမှာကျွန်တော်တို့ပြန်ရောက်တာအာလိုင်းပေါ်မှာလည်းအဲ့လိုမျိုးပေါ့နော်ပြောနေကြတာတွေကအများကြီးပဲပေါ့အဲ့တော့ကျွန်တော်ကဒီလိုမလုပ်လုပ်ပေးတာမှားလား မှားလားဟမ်လူတဲ့လူရှိလို့လူတဲ့လူရှိလို့သွားလူပေးတာအောင်မှားလားဟမ်လူတဲ့လူကဒီကဘွားဟုတ်ပဲလူပေးပါဆိုလို့တဲ့ကျွန်တော်ကလူပေးရမှာပဲလေကျွန်တော်တို့ကလူပေးရမှာပဲဘယ်လူလို့မှမရတာအဲလူတဲ့လူကတော့လူနေတာကွာမင်းတို့ကဘာတွေပြင်နေကြတာငါစဉ်းစားလို့မရဘူးလူတဲ့လူတွေကိုအပြစ်လိုက်ပြောတယ်ဆိုတော့မဟုတ်သေးပါဘူးလူတဲ့လူကသူတို့တနာလို့သူတို့ချွေးနေစားလေးသူတို့လူကြတာလေအဲ့ဒါကြီးဘာတွေကိုမြစ်တာတွေမြစ်တာတွေပြက်နေကြတာတော့ဟမ် တကယ်လည်းဟုတ်နေတာပဲလေကွာတကယ်လည်းဖြစ်နေတာပဲလေသွားလေအဲ့မှာတရွာလုံးလည်းရှိကြပဲလိုင်းမွားတွေသမ ्या ပြောတဲ့စကားလေးကိုနားထောင်အောင်ပြီးအမားမန်နေကြောက်ဝေခွဲနေတဲ့လူတွေမပြောချင်သေးဘူးနော်မပြောချင်သေးဘူးကိုယ်တိုင်လည်းမသွားဘူးနော်အေးဒီအခွားတခုခုပြစ်လို့ရတော့နင်တို့လည်းနင်တို့အပြစ်တွေလွတ်မယ်မထင်နဲ့နော်ဒီအခွားသူ့ဟုတ်သူ့ဟုတ်သူတခုလောက်ွားလို့ွားပထမတစ်ချိန်လောက်ပြီးွားပြီအဲ့တော့သူကသူတခုလုံးလို့စင်လဲနင်တို့အပြစ်မလုပ်ဘူးလူတယောက်ကလှုပ်ရှားရှင်ဆက်လှုပ်တယ်ဆိုတော့နင်တို့ရဲ့ဘူဝါဒာကြီးကိုငါပြန်ပြောတာနော်အာကိုးစားရှင်ဆက်ကိုးတယ်ဆိုတော့နင်တို့ကပြောကြတယ်မလား ဒီစားဆိုအေးကိုတက်တည်ဦးတဲ့လူကလည်းထပ်တက်တည်လို့ဆိုရင်လည်းလို့လည်းလွတ်မှာမဟုတ်ဘူးအဲကြတော့မှအာကျမတို့ဗလိမိတာမားပါပြီကျမတို့အာအဲ့လိုပြောမိတာမားပါပြီတော့မလုံနဲ့နော်သူ့အပြည့်သူခံပြီးရင်တော့ငါတို့ကဒီလိုထပ်မပြအောင်တော့အကူကြီးပေးရမယ်လေနော်ဒါတော့ပြောချင်တဲ့ဥစ္စာမပြောသေးဘူးမပြောသေးဘူးဒီတော့ငါကားမောင်းနေလို့နောက်မှဆက်ပြောမယ်